အားလုံးပဲမင်္ဂလာပါရှင်အာစီတုတ္တဆောင်ရတဆောင်ချန်နယ်မှပြန်လည်ကြိုဆိုပါရရှင်ကျမကတော့ဖြူဖြစ်ပါရရှင်ဒီနေ့မှာတော့ဆရာမကြီးခင်နှင်းယူရေးသားထားတဲ့ပင်နိုင်ဆန်မပြိုင်ဝတ္ထုရဲ့အခန်း30ကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်ပင်နိုင်ဆန်မပြိုင် အခန်း30ဒီဘန်းနဲ့လက်ချမီ ဝင်းလုံတော်ရကြီးဦးမေအောင်သည်မြည်သူမှမတိလိုက်သောအချစ်တိုက်ပွဲတနေရာ၌အောင်မြင်စွာဆုတ်ခွာလိုက်ရ၏ယခုပါဤကိစ္စကြောင့်အချစ်နယ်မြေရှင်ဧကရီဒေါခင်မေဆက်အားသူမျက်နှချင်းဆိုင်ရပေမည်မှန်၏မိဘဝတ္တရားပေကိုသူသည်ရှင်မင်းထွေးဆိုသည်မှာဖြူသည်မဲသည်ကိုမတိရသေးတော့လေထို့ကိစ္စကဒေါခင်မေဆက်အိမ်ကိုတွားရောက်လေပတ်ကြည့်လျင် ပြင်းမှန်းအကဲခတ်ယုံတော့လွယ်ကူပါသည်ဒေါခင်မေဆက်ကအုတ်ထင်းသူမဟုတ်ရှင်းရှင်းတွေးလျင်တော့ရှင်မင်းထွေးဤအလုံးရှင်ဖျားသာဖြစ်၏မြမထုံးစံအရာမိဘထံမှသာမိန်းကလေးကိုတောင်းရန်ရမည်ဖြစ်သည်ထို့ကြောင့်သူသည်ရှင်မင်းထွေးမိခင်နှင့်အလွန်ရင်းနှီးသောကုမင်းချိန်နှင့်တွားရောက်တွေ့ဆုံရန်ဆုံးဖြတ်လိုက်၏ကုမင်းချိန်သည်သားဖြစ်သူမင်းရွှေစံဤဆရာသမားတယောက်လည်းဖြစ်၏ သူနှစ်အသက်กว่าတော်လေသူရန်ကုန်တွင်ဝင်းလုံလိုက်စဉ်ကဦးမေဟန်နှင့်ဆက်သွယ်၍ရင်းနှီးချစ်ခင်ခဲ့ရပါသောဆရာဝန်ကြီးဖြစ်ခဲ့ပေသည်တနေ့ညနေတွင် သူသည်ဦးမင်းချိန်အိမ်သို့ကြိုတင်ခွင့်တောင်းကအေးအေးဆေးဆေးသွားရောက်လေပတ်ခဲ့သည်ကဲစုံစမ်းမအောင်ကိုမယောင်ရန်ကုန်ကထွက်ခွာသွားပြီးတကူတော်ဇက်ထုတ်ကြီးခင်းနေလိုက်တာကျန်းကျန်းမမကြီးပြန်တွေ့ရတော့ဝမ်းသာလိုက်တာဗျာဦးမင်းချိန်သည် အစင်လဲပြုံးနေတဲ့ယုံမကစိတ်ကလည်းတွက်လက်ဖြက်လက်သူမို့80ကျော်တော်လဲအသက်ထက်ငယ်ရွယ်နုနယ်နေပုံရဤသူအားလှိုင်းလိုက်လဲလဲပင်ဧကန်စကားပြောဤဆိုပါအောင်ဆိုရင်တော့အကျေတော့ချက်မနေတော့ဘူးအကိုကြီးစီလာတာကျွန်တော်ကိစ္စမဟုတ်ပါဘူးတားတော်မောင်ကိစ္စပါဦးမေအောင်သည်မင်းရွှေဆန်ဤစန္ဒကိုပြောပြလိုက်ဤဦးမင်းချိန်သည်စိတ်ဝင်စားစွာနားထောင်ရင် ။ဦးမီယောင်စကားအဆုံးတွင်ဟဟပပရေမောလိုက်။ကောင်းလေစွာကောင်းလေစွာဒါပေမဲ့ခမားသားတော်မောင်ကအချစ်ကိစ္စမှာဒီလောက်အားလိမ့်မယ်ဒီလောက်လက်နှေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗျာ။ဖြစ်မှဖြစ်ရလေမင်းရွှေဆန်ရဲ့။ခမားကရောသားတော်မောင်ကိုနီးလန်းလေးပါလေသင်မပြပေးဘူးလား။ဦးမီယောင်သည်ရောနှောရေမောလိုက်ရပါတော့လေ။အခါတပါတိုက်ပွဲတစ်နေရာတွင် အောင်မြင်စွာဆုတ်ခွာကြရသောသူလူလူကအချစ်စစ်စင်ရေးအကြောင်းကိုတားဖြစ်သူအားဘလို့မှမတင်ပြတတ်ပေထို့ကြောင့်သူများတကားလုံနီးလုံဟန်အတိုင်းသမီးလိုချင်းလျင်အုတ်ထင်းသူထံတောင်းခံရမည်နန်းစင်လုံနေရခြင်းဖြစ်သည်ကိုဥမင်းချိန်သိမည်မဟုတ်ချေဒီလိုလေဗျာဥမင်းချိန်သည်အရေရက်ကဆွဆွနွနွပြန်လဲပြောပြ၏ ဒီကိစ္စချက်ချုံမမောဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းတယ်။ဖြစ်လိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်။ဖြစ်ဖို့လမ်းလည်းအများကြီးရှိရဲ့။ရှင်မင်းထွေးအမေခရစ်စတီနာကကျွန်တော်တပြည့်သူနာပြုဆရာမကြီးပဲ။သူ့ယောက်ျားမေဂျာစမိုက်နဲ့ကျွန်တော်ကလည်းမဟာမိတ်တွေမြမပြည်ကိုပြန်လဲထိုးစစ်မစင်ခင်နယူးဒေလီမှာအလုပ်အတူတူလုပ်ခဲ့တော့တိတ်ရင်းနှီးတယ်။လူကောင်းတစ်ယောက်ပဲ။သူတို့ညီမတွေထဲမှာမှခရစ်စတီနာတယောက်ပဲခရစ်ယာန်ဘာသာကိုယူတယ်။ကျန်တဲ့ညီအမတွေကဗုဒ္ဓဘာသာတွေ။ ။ကျောင်းဆရာမတွေပေါ့။ကြီးမြင့်နိုင် ABN ကျောင်းကဆရာမကြီးဒေါ်သိန်းရှိန်လက်ထဲမှာရှင်မင်းထွေးကကြီးပြင်းရတော့တငယ်မလေးကလည်းဗုဒ္ဓဘာသာအယူပဲယူတယ်။ခရစ်စတီနာပြောင်းရွှေ့ရာကိုလိုက်နေရင်ကလေးစာသင်ပြတ်မှာဆိုလို့အဲ့ဒီမှာပဲထားတယ်။ရှင်မင်းထွေးက ABN ကျောင်းမှာပဲဆယ်တန်းအောင်တော့သူနာပြုဆရာမအတက်ပဲဝါသနာပါတယ်ဆိုပြီးဆရာမအတက်တင်တဲ့တက်တာပဲ။ဆာမေဘွဲအောင်တော့ကောင်မလေးကရုပ်ကလည်းချောတယ်တော်လဲတော်တယ်။ခရစ်စတီနာကလည်းသူနာပြုဆရာမကြီးဆိုတော့ တူနာပြုဆီယာမလောကကိုကျင်းနေလာခဲ့သူကိုရှင်းရှင်းဖွင့်ပြီးဝန်ခံရရင်ကျွန်တော်တို့ဆီယာဝင်လောကမှာလဲအကျင့်ပြတဲ့ဆီယာဝင်အချို့ရှိလေတော့ချောချောလာလာတူနာပြုဆီယာမမပြောနဲ့ဆီယာဝင်မလေးတွေမှာတော့အနည်းငယ်ရှိရယ်နော်ခမရသားမင်းရွှေဆန်ကတော့ဒီနေရာမှာယဟန်နာပါပဲစကားခိတရက်ကဥမင်းချိန်ကရေမောလိုက်ဤပြီးတော့မှသူ့စကားကိုဆက်ဤ ဲ့ဒါနဲ့ခရစ်စတီနာကသူ့သမီးတင်နန်းအပြီးအလုပ်ဝင်တဲ့အချိန်မှာကျွန်တော်ကိုလာတိုင်မင်တာစကားတော့နည်းနည်းရှိမယ်ကိုမယောင်ဖြည်းဖြည်းနားထောင်ပြီးတော့ကျွန်တော်အဖြစ်ကလည်းဒီခင်မေးဆက်အပေါ်မှာသူ့ဖခင် မောင်ဆက်လက်ထက်ကလေးကတန်ရုံးစင်တွေ့ခဲ့ရတယ်မောင်ဆက်ဆိုတဲ့လူကတည်တည်ချာချာပေါင်းကြည့်လေချစ်စရာကောင်းလေပဲပြီးတော့လူထုလူစံအလှလှုပ်လေကလကာနောက်အလှမျိုးတိတ်လှုပ်တဲ့လူကပီးလည်းတိတ်မထိုးခြင်းဘူးဥပမာခေဟောင်းတော့ကဆိုရန်ကုန်မှာအမျိုးသားအပေါင်းတို့ ဒုဗမာအစည်းအရုံးတို့ကိစ္စမှာငွေလိုချင်ရင်မောင်ဆက်စီသွားအလှခံတာပဲအလှရှင်ရဲလို့ကြေညာပေးတာလေသူမကြိုက်ဘူးမြောင်းများတို့တရချောင်းတို့မှလည်းဒီလိုပဲအထူးသဖြင့်သူလောက်တက်တာကပတ်စံရှိရှိမရှိရှိပြုစုမဲ့သူမရှိတဲ့ရွာနီးချုပ်ဆက်ကမချမ်းမာတဲ့သူတွေဆိုရင်ဗျာမြောင်းများစေးုံတင်ပေးတယ်မြောင်းများစေးုံမှာကုတာလို့မရရင်ရန်ကုန်စေးုံကြီးခေါ်လာတာပဲကျွန်တော်လက်ကိုအပ်တော့တာပဲကုန်ကြသမျှဇရိတ်လေသူခံပေးတယ်ခင်မေဆက်တို့အိမ်ကြီးကလည်း အခုမင်းရွှေဆန်ငှားနေတဲ့အိမ်ကြီးပေါ့လူနာတွေစိတ်ယုံမတင်ခင်နဲ့စိတ်ယုံကအစင်းမှာခိတ္တနာတဲ့နေရာလိုကိုဖြစ်နေတာခင်းစောမှုကလည်းဒီနေရာမှာလင့်အလိုဆန္ဒကိုအတော်ကိုတိခန့်ပါရမီဖြစ်တဲ့မိန်းမပဲဒါပေမဲ့လူနာဆိုတာလှလှပပလေးမှမဟုတ်ပဲစီဝံကိစ္စကလည်းရှိနေတော့အိမ်မော်မလေးတွေကပဲချက်တာပြုတ်တာကျိုးမွေးတာတော့ပဲတာဝန်ယူနိုင်တာပေါ့တနေ့တော့ခင်းစောမှုကသူ့ရကြတရားတရားကိုလည်းအောင်မြင်စေခြင်းနဲ့သူလည်းအတတ်နိုင်ဆုံးလုပ်ပေးပေမဲ့ ဆေးရုံလေးတစ်ခုနင်းနေဖြစ်နေတဲ့သူ့အိမ်ကိစ္စမှာဒီလူနာ၃၄ရောက်ဆိုပေမဲ့အညစ်အကြေးစီဝံကိစ္စတွေပေါ့ဗျာရေရှည်ဘယ်လိုလုပ်ရမလဲဆိုပြီးလာတိုက်မိနာကျွန်တော်ကလည်းဘလို့ကံအကျိုးဆက်လည်းမသိဘူးဒီတော့ကဒီဆေးရုံမှာကျွန်တော်ကဆေးရုံအုပ်ကြီးအဖြစ်ဆောင်ရွက်နေတော့အချိန်အဲ့ဒီတခေတ်ကအိန္ဒိယတိုင်းသားကုန်းတွေဟာချစ်တီးတွေတည်းမကဘူးအခုဆူရတီဆေးပင်ကြီးဆေးတထေးတွေလိုတထေးတွေကမြန်မာပြည်ရောက်လာပြီးစီးပွားရှာရမှာအဖြစ်ပြက်ဇက်ထုတ်ကပါလာလိုက်သေးတယ် သူကဟိုးရှိခိကျုံကုံကူးဆန်ဆန်ပေါ့အိန္ဒိယတိုင်းသားတွေကဇန်နေစင်းရဲသားတော်တော်များများအခုဂေါရင်ဂျီတွေမြေဒူးကလားတွေလို့အလौသမားကူလီတွေခေါ်လာတာမြမပြီမှာအလौသမားအလौကျန်းလို့ဖို့လူလိုတယ်မဟုတ်လားဗျာအဲ့ဒါတွေမကဘူးအိန္ဒိယတိုင်းသူလှလှပပကလမအချောလေးတွေကိုလည်းကလားတစ်ထင်းများကအိမ်မှာလဲခိုင်းရင်ခြေတော်လဲတင်ရင်ခေါ်ခေါ်လာတယ်အဲ့ဒီအထဲမှာလက်ချမီကပါလာတာဦးမေအောင်မှာ လာရင်းဆွဲသားတော်မောင်ကိစ္စကိုပင်ခိတ္တအမိသွား၏ဆရာဝန်ကြီးဦးမြင့်ချိန်ဤလက်ချမီဝိထုကစိတ်ဝင်စားစရာကောင်းသောကြောင့်ဖြစ်၏ဦးမြင့်ချိန်သည်လက်ချမီဝိထုကိုဆက်၍ပြော၏လက်ချမီကမိမချောပြဇက်နှိမ်နေတာဆိုတာညိုကြောပဲကလားတဲ့တွေကအဲ့ဒီကလမာလေးတွေကိုခြေတော်တင်လို့အားရရင်သူတို့တပိတပံကလားအစီကံတွေကိုစုအဖြစ်နဲ့ကလမာလေးကိုပေးတယ် ဲဒီမှာအခုခင်မေဆက်ရဲ့ကားကိုမောင်းတဲ့ဒီဘန်းရဲ့အဖေဒီဘန်းကြီးကကလားတထစ်တူရဲ့အိမ်မှာအလုပ်ရာကလက်ချမီးကိုဆူရခဲ့တာပေါ့အဖြစ်များနဲ့ဒီဘန်းကကန်ဆိုးသူမောင်းရှင်ချစ်ထုတ်ခဒီဘန်းဖြစ်ရတယ်စေယုံမှာအလုပ်တစ်ခုခုပေးပါလို့လာတောင်းတာဒီဘန်းရဲ့တထေးကလည်းကျွန်တော်လူနာဆိုတော့တထေးအိမ်ဝင်ထွက်နေရင်ဒီဘန်းနဲ့ကျွန်တော်နဲ့ကရင်းနှီးနေတာပေါ့အဲ့ဒီကစပြီးဒီဘန်းကိုကျွန်တော်ကပဲခေဆုံးမှုနဲ့ဆက်သွယ်ပေးပြီးအပ်လိုက်တာပဲ ဒီဘန်းဟာမောင်ဆက်အိမ်ပေါ်ကယောက်ျားလူနာအိုကြီးတွေကိုပြုစုယုံတင်မဟုတ်ဘူး။တရချောင်းမှာမြေတူးကလာသမီးနဲ့ညားပြီးလဲသမားကြီးဒီဘန်းဖြစ်နေတာ။အခုသားကြီးဒီဘန်းကခေသောမူရဲ့ပညာသင်အားပေးတဲ့အစီအစဉ်တိုင်းညောင်မြဆေးရုံမှာပုံပေါင်းတာဖြစ်နေတယ်။တားငယ်ဒီဘန်းကခင်မေဆက်ရဲ့ဒရိုင်ဘာဖြစ်နေတယ်။တားဖတပြုံးလုံးခင်မေဆက်အပေါ်မောင်ဆက်မရှိတော့ကလေးကတစ္ဆာရှိရှိဆက်ဆက်နေကြတာပဲ။နောက်ပိုင်းမှာတခါအဖြစ်ကလည်းခမည်းလည်းသိချင်သိမယ် အကြောင်းကဘလို့ဖြစ်လာလဲဆိုတော့မောင်ဆက်တို့ခေါင်းရင်းချံကဥရွှေဥသားဂျွန်နဲ့မေးအထက်အကြီးခင်မျိုးဆန်းနဲ့ကလေးချင်းချစ်ပြီးလိုက်သွားရောဂျွန်ကလူတည်ရဲ့တူတူပြောရရင်ခင်မျိုးဆက်ကိုဥရွှေဥကိုဝိုင်းနှိမ်လိုက်ကြသေးတာခင်မျိုးဆက်လည်းနိုင်ငံသားလွင့်သွားရောသမီးစိတ်တစားနဲ့မောင်ဆက်ရောခင်စောမူရောရှေ့စဉ်နောက်စဉ်ကွဲလွန်ကြတော့မေရဲ့အင်ကြီးတစ်လုံးနဲ့ကြောင်တက်တက်ပေါ့သူ့အဖေမောင်ဆက်ကလည်းမဆုံးခင်သူ့သမီးလေးခင်မေဆက်ကို ကျမ်းမာရေးတာမကအစစလူမှုရေးရာ နေရေးထိုင်ရေးပါသူမရှိတဲ့နောက်ဝဲလုံတော်ရဦးမေဟန်နဲ့တိုင်မင်းပြီးစောင့်ရှောက်ကြဖို့မှာရစ်တယ်။ဦးမေအောင်ဒီဒေါခင်မေဆိုင်အကြောင်းကိုရောက်လာပြီးဖြစ်၍ပိုမိုစိတ်ဝင်စားလာ၏။အဲ့ဒီတော့လေကျွန်တော်တို့မှာကောင်မလေးကိုသူ့ဖေရှိစဉ်ကားထက်တောင်ပိုပြီးကယူဆိုက်ရတာပေါ့။မေဟာတကယ်တော့တနာစရာကောင်းပါတယ်။စိုးနိုင်ခက်ခဲတဲ့မိန်းမစားမျိုးလေးတော့မဟုတ်ပါဘူး။ ချက်ချင်းဆိုသလိုတော့အကြောင်းအရာတစ်ခုခုနဲ့ရင်ဆိုင်ရရင်စိတ်ထိခိုက်လွယ်တယ်ဒေါသဖြစ်လွယ်တယ်အငိုလွယ်တယ်ဗျာသူစိတ်သက်တစ်ဖြည်းဖြည်းငြိမ်ကြချိန်မှာကျွန်တော်နဲ့မောင်မင်းဟန်သူ့ကိုဖြောင်းဖြောင်းဖြပြပြောဆိုရင်တော့နားထောင်ပါတယ်ဆွေစဉ်မျိုးဆက်မန်လဲရှိရယ်သူ့မကြီးခင်မေဆက်ကတော့ပြွပြပြန်ပြန်လေးပါပဲသူ့မခင်မျိုးဆက်နိုင်ငံသားထွက်သွားပြီးမိဘတွေလည်းမရှိတော့သူဘလို့ပဲစိတ်တင်းတင်းအိမ်ကြီးတစ်လုံးနဲ့စိတ်ပျော်ပုံမရဘူး ဲ့ဒီကလေးကသူ့ကျမ်းမကြီးဟာတဖြည်းဖြည်းရိုင်းလာတာပဲတကယ်တော့မိမဟာမိမပဲဗျအေဂရီဘယင်မတွေတောင် စိတ်ထက်မြက်တယ်တိုင်းပြည်ကိုအုပ်ချုပ်ကုတ်ကဲပြီးယောက်ျားသားဘယင်တွေနှီးတူရှေ့ဆောင်နိုင်တယ်ဆိုပေမဲ့တခါတလေချစ်သူရဲ့ရင်ခွင်လိုတယ်ဗျဆရာဝန်ကြီးဦးမင်းချိန်ဒီအသက်ကြီးပြီဆိုတော့လေဤနေရာ၌စကားသုံးပုံလှပကြပြာဆန်လိုက်လေခြင်းဟုတ်တယ်ဟုတ်တယ်ချစ်သူရင်ခွင်ဆိုတာလိုပါတယ် ဦးမေအောင်ကလည်းသူ့အတွင်းနဲ့သူထောက်ခံပြောဆိုလိုက်၏ဒါပေမဲ့မေဟာဘာကြောင့်သူ့အရွယ်ရှိတုန်းအချိန်မှာချစ်တဲ့သူကိုမရှာခဲ့လဲမသိဘူးဟုတ်ကဲ့အဲ့ဒါဟာတွေးချင်စရာပါပဲသူ့ကိုချစ်တဲ့သူမရှိဘူးလို့မဆိုနိုင်ပါဘူးဦးမေချိန်ကပြောလိုက်၏အိုးသူ့ကိုချစ်တဲ့သူတွေရှိပါတယ်အများကြီးပါဦးမေအောင်ဒီရုတ်တရက်သူ့ဝမ်းထဲရှိသည်ကိုလှုပ်ခနဲထွက်သွား၏ ဟိုဒီလိုပါလေကျွန်တော်ဆိုလိုတာကသူ့ရုပ်သူ့ရည်သူ့ပစ္စည်းချမ်းသာပုံပညာတတ်ပုံနဲ့ဆိုသူငယ်စဉ်တစ်ခေတ်ကချစ်တဲ့သူလိုချင်တဲ့လူပေါ်မှာပါဦးမေအောင်ဒီသူ့စကားကိုထိန်လိုက်ဤဟုတ်တယ်ဘောင်းမေအောင်ပြောတာမှန်ပါတယ်ကလေးချင်းတော့မဟုတ်ဘူးချွေးမတော်ချင်းနဲ့အထက်တန်းလွှာအတိုင်းဝိုင်းတွေမိဘရှင်တွေတချို့ဟာကျွန်တော်ကနေတဆင်မိကိုသူတို့သားနဲ့လက်ဆက်ဖို့စကားကမ်းလန့်ခဲ့ဘူးပါတယ် ကျွန်တော်ကလည်းဦးမေဟန်နဲ့တိုင်ပင်ပြီးမိကိုတီးခေါက်ကြည့်တော့မိကကောင်းခါတာပဲမောင်မေဟန်ကလည်းအချစ်ဆိုတာအသေးနှလုံးကအလိုလိုလာတာပဲကောင်းပါတယ်အကိုကြီးကိုမင်းချိန်ရဲ့တဲ့သူပြောတာမှန်တာနဲ့မိကိုကိုတို့မြောက်ဇွနာမချခဲ့ပါဘူးစဉ်းစားကြည့်လေမောင်မေကျွန်တော်ပြောခဲ့တဲ့လက်ချမီဇလန်းမှာတော့လက်ချမီရဲ့အချစ်ဟာဒီဘန်းအပေါ်တရားစိတ်မရှိခဲ့ဘူးဟုတ်ပါတယ်ဒါနဲ့ပဲကိုတို့နှစ်ယောက်လဲမိကိုအိမ်ထောင်ရေးနားချဖို့ ကျိုးကိုမကျိုးစားတော့ဘူး။သူဟာသူအစဉ်ပြေလာတဲ့တနေ့ကိုရောကဝိုင်းစဉ်းစားပေးချဖို့ပဲစိတ်ကူထားတယ်။ဟုတ်ကဲ့။ចမ်းမာတော့ငယ်ရွယ်တုန်းကတော့တယောက်တည်းနေကြတာသိပ္ပတနာမရှိဘူးပေါ့လေ။ဒါပေမဲ့မေးចမ်းမာရေးဟာအရွယ်မနှောင်းခင်မှာပဲဥွှေဦးနဲ့ပတ်သက်ပြီးအတော်လေးရိုင်းသွားတယ်။အကိုကြီးပြောခဲ့တဲ့သူတို့ကောင်းရဲ့ခြံကဂျုံတို့ဖေဥွှေဦးလား။ဟုတ်တယ်။ဥွှေဦးအကြောင်းကိုလည်းကိုမယောင်တို့ကြားဖို့တင်းတလောက်ကြားဖို့ပါလိမ့်မယ်။ အသေးစိတ်ကတော့ကျွန်တော်တငယ်ချင်းလေးဖြစ်ပြန်ပင်နိုင်ဆရာဝန်တယောက်လည်းဖြစ်တော့သူ့သဘောနဲ့သူ့ယောဂါကိုပို့ပြီးနားလည်ထားပါတယ်။ဦးမင်းချိန်စကားသည်စိတ်ဝင်စားစရာကောင်းလာပြန်သည်။ဖြစ်ပုံကဥရွှေဦးတို့ကချမ်းသာတာနဲ့အမျှနောင်မီးရှိရှိကိုတိတ်ကြိုက်တာ။သူ့နှမမေကြီးသိန်းကိုလည်းကိုမယောင်မြင်ဘူးတယ်မလား။မမြင်ဘူးပါဘူး။အတော်ချောတယ်ဗျာ။ရုပ်ရည်ကလည်းလှ၊ပတ်စံကလည်းရှိ။ခင်မင်းဆက်တို့နောက်ပိုင်းကြော်ကြားပုံကတမျိုး မေကြီးတင်းတို့တစ်ခေတ်တရင်ကြီးတာကတစ်မျိုးဒါပေမဲ့ဗျာဥွှေဦးပြီးမှသူတို့မိသားစုအိမ်ထောင်ကြီးကပြီးပြည့်ရတာပါပဲအဲ့ဒါကျွန်တော်တငယ်ချင်းပါပဲကိုရွှေဦးအဖြစ်ကခဲရန်တစ်ချောင်းနဲ့ BCF class 1တွေ ICS တွေကိုစရင်ထောက်ပြီးရောက်ဖရှာရတာအမော BCS တိုင်းလည်းမကျေနပ်အမီးကမြန်မာပြည်မှာရတဲ့ဒီဂရီလောက်ဆိုမကျေနပ်ဘူးနိုင်ငံသားကရတဲ့ဒီဂရီမှာမှအရှိကြီးဖြစ်ရမယ်ပေါ့ အဲ့ဒါရောက်ဖအရှာကောင်းလိုက်တာမေကြီးတင်းကိုအပြိုကြီးဖြစ်ရတဲ့ဘဝရောက်တာပဲစီကံကြီးတဲ့ခေါ်ရမှာပေါ့လေဦးမေအောင်တပြင်းချလိုက်မိဤမေကြီးတင်းအဖို့ကလည်းသူ့ရုပ်ရည်မာနရောပစ္စည်းမာနရောသူ့အကိုလိုပါပဲဒါပေမဲ့သူကသာအကိုစကားနားထောင်ပြီးခုထိအပြိုကြီးလုံးနေရပြီမယ်လို့လူငယ်တွေကြတော့ဘယ်ရမလဲခုနပြောသလိုဂျွန်ကလည်းပွေရင်ခင်မျိုးဆက်ကိုခိုးပြတဲ့အဖြစ်ရောက်တယ် သူသမီးတင်မာလာကတော့သူ့ရဲ့အမျိုးတွေကတင်မောင်မြင့်နဲ့ကလေးချင်းကြိုက်ကြတယ်။ကောင်လေးကလည်းမဆိုးပါဘူး။စတင်နေတုန်းမှပဲ။ဒါပေမဲ့ကိုရှေဦးကဒါဆိုဒါပဲ။သူတို့သဘောကျနိုင်ငံသားဒီဂရီရှေရှေရတယောက်နဲ့ပေးစားမယ်အလုံးမှာ။တင်မာလာဟာသူတို့အိမ်နောက်ဘက်ရေတွေနဲ့ခုံဆင်းပြီးသေးလိုက်ရော။အဲ့ဒီတုန်းကလည်းကျွန်တော်မိသားစုဆရာဝန်အနေနဲ့သေဆုံးရပုံကိုဝိုင်းဝန်းဖုံးပြကြပေမဲ့တည်င်းဆိုတာပြက်နှံ့တာပဲဗျာ။အဲပထမအဆင့်ကတော့ ကိုရွှေဦးရဲ့ပင်ကိုအကျင့်စာရိတ်တာသဘောမျိုးပေါ့အစင်တမ်းမတူဘူးလို့တိုက်ခွဲခွဲခြားခြားလို့တီးခြားနေတက်ပြုတ်တက်ရာကနေကြာတော့အဲ့ဒါကယောဂလိုဖြစ်လာတယ်ကျွန်တော်တို့ဆရာဝန်အနေနဲ့သိရပေါ့သူ့ရေခွက်သူများတောင်းရင်မကြိုက်တော့ဘူးလူစိမ်းတယောက်ထိုင်သွားတဲ့နေရာဆိုမထိုင်တော့ဘူးယွန်တက်လာတယ်ကိုမကောင်းတဲ့သူတို့နှတ်တို့တရွေးတို့ကိုတွေ့တာကအဆပါမတ်လူယွန်တာမျိုးမဟုတ်တော့ဘူးအစွဲလန်းကြီးလာပြီးဆေးလို့ကြောလို့မဆုံးနိုင်ဘူး ယူတဲ့ဘဝရောက်သွားတယ်လို့မဆိုနိုင်သေးဘူးသူ့ကိုကြည့်တော့လဲဘာမှဟန်မပြက်လူကောင်းတယောက်ပါပဲအေးဘာဖြစ်လို့ခင်မေဆန်းနဲ့ဥရှိဦးပြတနာကျွန်တော်ကစားခဲ့ပြီလို့ကျွန်တော်ကပဲဒီပြဿနာကိုဆောင်ရွက်ပေးရလဲဆိုတော့ဇလန်းကအရှိသာတီးခန့်နားထောင်ပါ။အိုးဆက်တာပြောအကိုကြီးရဲ့ကျွန်တော်ကိုယ်တိုင်ကသိချင်နေတဲ့အကြောင်းပါ။မငင်းငွေကျေနပ်ပါပြီ။အဲ့ဒီခင်မေဆက်အဖေဦးဆက်ကကျွန်တော်ခုနကပြောခဲ့သလို ကလခါနောက်ကအလှမျိုးသိမ့်လို့တယ်။ပတ်ဝန်းကျင်နဲ့လည်းအစင်ပြောင်နေတယ်။အတိုင်းနဲ့အဝိုင်းနဲ့လည်းအင်မတန်နေတတ်တယ်။ကျွန်တော်စောစောကပြောတဲ့ဒီဘန်းတို့လိုကလားမျိုးအသေးအဖွဲကိစ္စမျိုးကအစလူမျိုးလည်းမခွဲဘူးလူတန်းစားလည်းမခွဲဘူး။လိုက်လိုက်လျော်လျော်ကုညီတတ်နေတတ်တလို့ဥွှေဦးကတော့ကျွန်တော်ပြောပြခဲ့သလိုပါပဲ။ရိုးရိုးစိတ်သဘောအလေးချင်းကနေယောဂါတော်ဖြစ်စပြုလာတိတ်ကိုတီးခြားဘဝင်မြင့်လာတော့တာပဲ။အလူတန်းဆိုလဲတေးသေးလှုပ်လှုပ်ကြီးကြီးလှုပ်လှုပ် ကပြေးထိုးရမှကျေနပ်တယ်။သူလဲလှူတော့လှူပါတယ်။ဒါပေမဲ့ဘာပဲလှူလှူပကာတနာတို့ခုံတို့ကိုတဲ့ရှိတန်းတင်နေပေါ့ဗျာ။ဟုတ်ကဲ့။ကျွန်တော်ကဘာကိစ္စဖြစ်ဖြစ်သူနဲ့သဘောတိုက်ဆိုင်တဲ့ကိစ္စဆိုရင်အလှူခံတဲ့အခါသူကလှူတန်းတတ်ပါတယ်။ဒါပေမဲ့သူကျေနပ်အောင် public city ခေါ်ရမှာပေါ့ဗျာ။ကြော်ညာတော့ပေးရတာပေါ့။အဲ့ဒီမှာခင်မေဆက်နဲ့ပြဿနာဖြစ်ချင်တော့ဗကြီးပြပွဲကပြဿနာစတော့တာပဲ။လွတ်လပ်ရေးခေဦးပိုင်းမှာ ဟင်မန်ပတိပြပွဲတက္ကသိုလ်မှာလုပ်တယ်လေကျွန်တော်ကအပြင်ကဝါသနာရှင်တွေအနေနဲ့ကျောင်းသားတွေလှုပ်ရှားမှုကိုလည်းအားပေးရတာပေါ့အဲ့ဒီတော့ကျွန်တော်ကဗကြီကပထမဆုတကားရှင်ကိုရှာပေးတဲ့သူတူတူပြောရရင်ဥွှေဦးကပထမဆုဖလားကိုလှူတယ်သူကိုယ်တိုင်ပထမဆုဖလားကိုပေးရမယ်သူကပင်ကိုယောဂအခန်းကလည်းရှိနေတာကျွန်တော်ပြောပြခဲ့ပြီးပြီလေနောက်ပိုင်းဆိုရင်စိုးလာတာကဗုဒ္ဓဘာသာဖြစ်ပေမဲ့ဘုံကြီးကိုဥမချဘူး ကျမ်းပြင်းနဲ့သူ့နှစ်ဖူးနဲ့ထိရမှယွန်းလို့တဲ့အဲ့ဒီပကြီးပြပွဲမှာခင်မေဆက်တင်ပြတဲ့ပကြီးကပထမဆုံးရရောဗျခင်မေဆက်နဲ့ဥွှေဥတို့အဖြစ်ကလည်းခင်မျိုးဆက်ဂျွန်းနောက်ကိုလိုက်သွားကြတဲ့ကမျက်နှာချင်းမဆိုင်ရတဲ့အုပ်စုနှစ်စုခင်မေဆက်ပထမဆုံးရတယ်ကြော်ညာပြီးကလေးကအဲ့ဒီဥွှေဥ၆ချားနေပြီဆုတ်တက်อยู่တော့တကယ်ရေးဆွဲတဲ့သူက ပကြီးဆရာကြီးဥွှေတင်ဖြစ်နေတယ်အဲ့ဒီပကြီးဆရာကြီးလက်မှာခယူသွင်းနေဆွဲနေလေတော့ဥွှေဥကြီးဟာ ပင်ကိုယောဂအခမ်းရောစိတ်ချောက်ချားတာတွေရောရောပြီးလဲကျသွားရောဗျာတူတူပြောကြပါစို့အင်ကိုကျွန်တော်ကိုယ်တိုင်ပြန်လိုက်ပို့ရင် သူ့နှမကိုအဖြစ်ပြက်ပြောပြတယ်သူ့နှမမေကြည်တင်းပြောတာတော့အဲ့ဒီဗကြီးဆရာဥွှေတင်းဆိုတာကလည်းသူတို့အဖေဥွှေလင်းရဲ့ညီအရင်ခောက်ခောက်တယ်ဗျာခယူတင်းဆွဲတဲ့လက်ကိုကင်မိလို့တယ်မဟုတ်ဘူးသူတို့ဝိုင်းပယ်ထားတဲ့အဖိုးကြီးကိုရုတ်တရက်တွေးလိုက်ရလို့စိတ်ချောက်ချားတာလည်းပါတယ် တွေရောဥပတ်ရောပေါ့ဥရွှေဦးဟာအဲ့ရပေါ့ဘုံဘုံလဲတော့တာပဲကျွန်တော်လဲဒေါက်တာဝင်းမွန်နဲ့အတူစူးစမ်းပြီးကုကြည့်ပါတယ်ဥရွှေဦးဟာခါတိုင်းအဝတ်တွေရှော်လက်ဆေးလောက်တာရိုးရိုးရင်နဲ့ဆေးတယ်အဲ့ဒီကလေးကနွားလို့နဲ့ဆေးပါတော့တယ်ဖြစ်မှဖြစ်ရလေတယ်အဖြစ်ကအဲ့ဒီနေရာတွေရရင်တော်သေးတာပေါ့ဝဲလုံးတော်ရဦးမင်းဟန်ရဲ့လေသူကခင်မဆက်ပေါ်အထင်မှားတာပေါ့ဗျာ ခင်မေဆက်ရဲ့ဥွှေဥကိုဖြင့်ဒီနေရာလက်စားချေတာပဲဆိုပြီးသူကလည်းစေတနာကောင်းနေပါပဲမလုတ်တင်မလုတ်ထိုက်ဘူးဆိုပြီးခင်မေဆက်ကိုဆုံးမစကားပြောတာပေါ့ကောင်မလေးလည်းစိတ်ထိခိုက်လွယ်လိုက်တာတခါတည်းသူကစေတနာရင်ခံတယ်လို့ရမှာဘဲနဲ့ဘဲနဲ့ဒါတော့ဥွှေဥခံသွားရတယ်ဆိုတာသူလည်းမတွေးတတ်ဘူးဆိုပြီးအဲ့ဒီနေ့ကသွေးပေါင်ချင်းကြာသွားလိုက်တာရုတ်တရက်သေးတဲ့လူတော်သူ့လောက်သွေးပေါင်မကြဘူး သူ့အတက်ကိုစိုးရင်ရတယ်ဗျသူ့အနာမှာကြွန့်ကျင်နားလဲပြီးပြုစုတတ်တဲ့လူလိုတယ်သူကသူ့ကိုယ်သူဖြိုးဖြစ်စဉ်ခြေပြားလက်ပြားအေးတယ်ပဲထင်တာမဟုတ်ဘူးအိမ်မော်ကလေးမလေးတွေနဲ့ဒေါ်အေးများတို့ကပြုစုတတ်တယ်ဆိုပေမဲ့ကော်ဖီယူပေးထမင်းကျွေးနှိမ့်နယ်ပေးတာလောက်ပဲလှုပ်တတ်တာဒါနဲ့ကျွန်တော်ကပဲခရစ်စတီးနာလဲရင်အေးအောင် ရှင်မင်းထွေးလဲအန်နီယယ်ကင်းဘေးကင်းအောင်ခင်မင်းဆက်အတွက်လဲရေရှည်ကျမ်းမာရေးကိုကြည့်ရှုပြီး ရှင်မင်းထွေးကိုခင်မင်းဆက်အနာပို့ပေးထားတာပဲ။ဦးမေအောင်ကတပင်းကြီးချလိုက်သည်။ကျွန်တော်ဒေသနာကရှင်များသွားသလား။ဒေသနာတော်ဤအကျိုးကမင်းရွှေစံနှင့်ရှင်မင်းထွေးညာကြလေတည်းလို့ဖြစ်ပါစေလို့ဆုတောင်းပါတယ်ဗျာ။ဆရာဝန်ကြီးဦးမင်းချိန်သည်အရှင်ဖောက်လိုက်ကသူ့စကားကိုလက်ဆတ်တလိုက်၏။ဦးမေအောင်သည်လည်းလာ၍ရေမောမိပြန်၏။ဒါလောက်တည်ရရင်ပဲကျွန်တော်ကျင်တတ်ပါပြီ။ ကျန်တာကတော့ဥษาရင်လို့ဥษาရင်ခဲရမှာပေါ့လေကိုရဲ့သားတော့မအပါဘူးခရစ်စတီနာကိုနားလိုက်ဖောက်ပေးပါမယ်ခင်မေဆက်ကိုတော့ကိုမင်းဟန်ကနေတဆင်ပြောလိုက်ပါမယ်ကျန်တာတွေကတော့မင်းရွှေဆန်ကိုကျွန်တော်တို့ငငယ်ကနေတွေတင်လိုက်တားလိုက်အောင်မှထင်ပါရဲ့ကျေးဇူးတင်ပါတယ်အကိုကြီးရဲ့ရှင်မင်းထွေးနောက်ကျောင်းကိုဒီလောက်သိရရင်တော်ပါပြီကျွန်တော်ဒီဘန်းတို့ဝိထုကိုပြန်လှန်ရတာကကျွန်တော်အပေါ်မှာကျွန်တော်ပေးလိုက်တဲ့ ပါမန်ဒီပန်လို့ကလားအလုတ်သမားတယောက်လုံရဖို့ကိစ္စမှာတော့ဦးဆက်ဟာကိုဖိရင်ဖိလေးလေးဆဆကူညီခဲ့တော့သူ့အရေးကြလဲကျွန်တော်မှာအစာစာတော့ကျွန်တော်သွေးသားလို့အပြန်အလှန်ခင်မေဆက်အထိကူညီဆောင်ရှောက်နေရတာကိုကိုမယောင်သိစေချင်လို့ဇက်လှန်ရတာပါရှင်မင်းထွေးလေးရောက်လာတော့မေဖို့အစာစာအစင်အတော့ကိုပြေးလာပါတယ်ချစ်တဲ့သူရင်ဝင်မရှိပေမဲ့တူတူဖော်လေးတော့ရလာတာပေါ့ဟုတ်ပါတယ်လေစိတ်ချပါသားတို့အစဉ်ပြေသွားရင်တော့ ဒေါခင်မင်းဆက်အနာကရှင်မင်းထွေမထွက်သွားရအောင်ကျွန်တော်လည်းနားလည်မှုနဲ့စူးစမ်းပေးမှာပါအေးလီခရစ်စတီနာကိုကျွန်တော်ခေါ်တွေ့ပြီးရှင်မင်းထွေစီလွှတ်လိုက်မယ်ဟုတ်ကဲ့အကိုကြီးခွင့်ပြုပါဦးဟုတ်ကဲ့ပါရှင်ပေနိုင်ဆန်မပြိုင်ဝတ္ထုရဲ့အခန်း30ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အခန်း17ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်နောက်ထပ်တွင်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေ ပညာပေးသုတရတဆောင်မတွေထူကြဆန်းတဲ့ဝတ္ထုတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ကျမဖက်ပြတာကိုအစားဆုံးနားဆင်အားပေးခဲ့သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်